မင်္ဂလာပါအခုလိုမျိုးမြန်မာလိုပြောလိုက်တာနဲ့တဖက်တခြားဘာသာစကားကိုအော်တိုဘာသာပြန်ပြီးသွားမယ်နီလန်းလေးတစ်ခုရှိပါတယ်ကျွန်တော်သုံးနေကြဆော့ဝဲလေးလည်းဖြစ်တယ်ကျွန်တော်သုံးနေကြနီလန်းလေးလည်းဖြစ်လို့အားလုံးနဲ့သိသွားအောင်ကျွန်တော်ကလာပြီးတော့ sharing လုပ်ပေးတာဖြစ်ပါတယ်အဲ့ဒီ software လေးရကြတော့ကျွန်တော် voice tra ဆိုပြီးခေါ်ပါတယ်။ပြောမယ်အရှိကောက်ကတော့ voice translator ဖြစ်ပါတယ်။ဒီ software လေးကိုကျွန်တော်က Play Store မှာအရင်ဆုံး download ရပါတယ်။ တောင်ပြီးပြီဆိုရင်တော့ကျွန် software လေးတွေဝင်နိုင်မယ် software တွေဝင်တဲ့အခါမှာဆိုရင်တော့ဘာသာစကားကိုအရင်ဆုံးရွေးခိုင်းနေကျွန်တော်ကတော့မြန်မာကိုရွေးချယ်လိုက်ပါမယ်ခင်ဗျာပြီးရင် okay လေးနဲ့လိုက်ပါမယ်ဒီမှာဆိုရင်တော့ကျွန်တော်၄တောင်ကွက်လေးကိုကျွန်တော်အမှန်ချေလေးချိန်လိုက်မယ်ပြီးရင်စာကိုအောက်ဆုံးထိဆွဲလိုက်ပါမယ်အောက်ဆုံးထိဆွဲပြီးရှင် agree နဲ့လိုက်မယ်ဒီမှာလည်းအဲ့လိုပဲကျွန်တော်အောက်ဆုံးထိဆွဲလိုက်ပါမယ်ဆွဲပြီးပြီဆိုရင် agree နဲ့လိုက်မယ် ဒါကဖတ်ချင်လိုက်ရရင်မဖတ်ချင်ဆိုရင် down နေလိုက်ပါ Okay ကျွန်တော်တို့ permission လေးဖွင့်ပေးလိုက်ပါမယ်ပြီးရင် mic ပုံလေးကိုနှိပ်ပြီးတော့မင်္ဂလာပါအခုလိုမျိုးပြောလိုက်တာ ਨੇ တပတ်ပါတာစကားကိုပါတာပြန်ပြီးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာ ကိုကဘာသာစကားကိုပြောင်းလဲခြင်းနဲ့ဆိုရင်ကဘာလုံးပုံလေးနှိပ်ပြီးတော့ကိုချိုင်းနှင်းတက်ရဘာသာစကားကိုရွေးချယ်ပြီးတော့ပြောင်းလဲတက်မှတ်လို့ရပါတယ်ခင်ဗျာဒီနီလန်လေးကအားလုံးအတွက်အရန်သုံးဝင်မယ်လို့ထင်ပါတယ်နောက်ထပ်သိချင်တာလေးရှိရင်မေးခဲ့ပေးလို့ရပါတယ် မြန်မာစာစလုံးစင်နေရေးတဲ့အခါမှာအခက်အခဲရှိနေကြတဲ့သူတွေအတွက်စလုံးစင်ရေးတဲ့အခါအလွယ်ကူဆုံးရေးလို့ရမယ်နီလန်လေးကိုမျှဝေပေးခြင်းပါရခင်ဗျာကျွန်တော်ဒီကနေ့ဆန်းသက်ပြပေးသွားမယ့်ကီးဘုတ်လေးကကြတော့ပကံကီးဘုတ်နဲ့ပဲဖြစ်ပါရခင်ဗျာကဲဒါဆိုရင်ကျွန်တော်တို့စပြီးရောရေးလိုက်ကြရအောင်ပထမဆုံးစလုံးအနေနဲ့မင်္ဂလာပါကိုရေးပါမယ်ကျွန်တော်တို့မင်္ဂလာပါရဲ့အခါမှာမကိုအရင်ဆုံးရရမှာဖြစ်ပါတယ်ပြီးရင်တော့ငါးတက်လေးကိုတက်လိုက်ပါမယ်ခင်ဗျာ ငါတက်တက်ပြီးတော့အခါမှာဆိုရင် အပေါင်းလက္ခဏာတေးတေးလေးကိုတွားပြီးရောနှိလိုက်ပါမယ်။ပြီးရင်တော့ကားငယ်လေးကို အောက်မှာထည့်လိုက်ပါမယ်ခင်ဗျာ။ကားငယ်လေးထည့်ပြီးသားပဲဆိုရင်တော့ပုံမှန်အတိုင်းလာပါကိုထည့်လိုက်ပါမယ်။ဒါဆိုရင်တော့ရပါပြီ။ဒုတိယတစ်လုံးအနေနဲ့ကျွန်တော်တင်ငန်းကျွန်းကိုရေးပြပါမယ်။ တင်ငန်းကျွန်းရေးတဲ့အခါမှာဆိုရင်ကျွန်တော်တာကိုအရင်ဆုံးရေးမယ်ပြီးရင်တော့ဒီကောင်ကငါးတက်ကိုအရင်ဆုံးတက်ရမှာဖြစ်ပါတယ်ပြီးရင်တော့အပေါင်းလက္ခဏာတည်တည်လေးကိုတွားနေပါမယ်ပြီးရင်တော့ကာကြီးကိုနေပါမယ်ပြီးရင်တော့နားတက်လေးတက်ပြီးတော့ဝက်ဆာနှလုံးပေါက်ထည့်မယ်ကျွန်းလေးကိုရေးလိုက်ပါမယ်ဒါဆိုရင်တင်ငန်းကျွန်းရသွားပါပြီနောက်ဆုံးတစ်ခုအနေနဲ့ဆိုရင်တော့တန်တာကို ရေးပြပေးပါမယ်တန်တာကိုရေးတဲ့အခါမှာဆိုရင်လေတာကိုအရင်ဆုံးရေးရပါမယ် ြီးရင်တော့နာကိုရေးမယ်နာကိုရေးပြီးတဲ့အချိန်မှာဆိုရင် အပေါင်းလက္ခဏာတေးသေးလေးကိုနေရာမှာဖြစ်ပါတယ်ပြီးရင်တော့တာဝင်းဘူးကိုအောက်ကနေထည့်လိုက်ပါမယ်ပြီးရင်ရေးချာလေးထည့်လိုက်ပါမယ်ဒါဆိုရင်တန်တာလေးရရှိသွားပြီပဲဖြစ်ပါတယ်ခင်ဗျာကဲအားလုံးပဲလိုက်လို့ကြည့်လို့အဆင်ပြေမယ်လို့ထင်ပါတယ်ခင်ဗျာနောက်ထပ်မရေးတတ်တဲ့စကားလုံးလေးတွေရှိရဆိုရင်လည်း comment လေးမှာမှန်ကန်လို့ရပါတယ်ကိုရဲ့ဖုန်းကင်မရာကဝယ်စားကားနဲ့မတူဘဲနဲ့မှုံွားနေကြပြီလား ဒီလိုမျိုးမှုံဝါနေတဲ့ကင်မရာကိုကိုဝဲစင်ကအတိုင်းပြန်ပြီးတော့ကောင်းအောင်ဘလို့လုံးဝလဲဆိုတာကိုမျှဝေပေးခြင်းပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့ကိုရဲ့ဖုန်းနောက်ကြောဘက်လေးကိုလှန်လိုက်မယ်ပြီးရင်အိမ်မှာအဝိစလေးရှိရဆိုရင်ဒီလိုမျိုးအဝိစလေးနဲ့ဖော့ဖွားလေးဖုန်းကင်မရာကိုတုပ်ပေးရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့နှစ်ရှည်လာများ၃လရဖြစ်တဲ့ကြောင့်မလို့ဖုန်းကင်မရာမှာဖုန်နဲ့အညစ်အကြေးတွေကပ်နေနိုင်ပါတယ်ခင်ဗျာ။ ဒုတိယတစ်ချက်အနေနဲ့ဆိုရင်တော့ကျွန်တော်ကကင်မရာ setting လေးကိုနှိပ်လိုက်ပါမယ်။ပြီးရင် mode settings တဲကိုတွားလိုက်ပါမယ်ခင်ဗျာ။ဒီထဲကိုရောက်ပြီဆိုရင်တော့အောက်ဆုံးကို ဆွဲရမှာဖြစ်ပါတယ်ခင်ဗျာ။အောက်ဆုံးကိုဆွဲလိုက်လို့ရှိရင် restore default ဆိုတာရှိပါတယ်။အဲ့ဒီမှာဆိုရင် confirm ကိုနှိပ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ။ ပြီးရင် agree နဲ့ပြလိုက်ပါဒါဆိုရင်တော့ကိုယ့်ရဲ့ဖုန်းကင်မရာကဝယ်စားကအတိုင်းပြန်လဲကောင်းမွန်သွားပြီပဲဖြစ်ပါတယ်ခင်ဗျာဒီနည်းလမ်းလေးကိုစမ်းကြည့်ပြီးတော့ဖုန်းကင်မရာပြန်ကောင်းလားဆိုတာကို comment လေးမှာရေးခဲ့ပေးကြပါအောင်နော်